မိဘပြည်သူများရှင် Prime Media မှာခန့်နှင်းစုရဲ့တင်ဆက်မှုလေးဖြစ်ပါတယ်ရှင်။ကျမမနေ့ကသတင်းလေးတင်တဲ့အခါမှာဆိုရင်ခွန်မလေးကြောင့်လာရေးထားပါတယ်။တမီးရဲ့ Sniper ဆုဆိုတဲ့အကောင့်မှာပေါ့နော်ပစိုးလေးရောင်းနေရတဲ့တမီးအစ်စ်ဟောက်ရဲ့လားဆိုပြီးတော့လာမေးထားပါတယ်။အဲ့လေကျမဒီကနေပြီးတော့တခါလေးဖြေချခြင်းပါတယ်ရှင်။ဟုတ်ပါတယ်ရှင်။ကျမပစိုးလေးရောင်းပါတယ်ရှင်။ကျမ TikTok မှာဆိုရင် Sniper ဆုဆိုတဲ့နာမည်နဲ့ Personal Account လေးတစ်ခုဖွင့်ထားပါတယ်။ YouTube မှာဆိုရင် Sniper ဆု Official ဆိုတဲ့နာမည်နဲ့အကောင့်လေးတစ်ခုဖွင့်ထားပါတယ်။ ဲ့ဒီကောင်လေးတွေကကျွန်မ personal နဲ့အသုံးပြုတဲ့အကောင့်ဖြစ်တဲ့အတွက်ကျွန်မရဲ့အားလက်ချိန်လေးတွေမှာမြမရိုးရာချိတဲ့ပစိုးလေးရောင်းချပါရရှင်။မိဘပြည်သူတွေနဲ့ဝယ်ယူအပ်ပေးလို့ရပါတယ်ရှင်။ဝယ်ယူအပ်ပေးတဲ့အခါမှာဆိုရင်လေကျွန်မကအိမ်ရောက်ပုံဝေးချစ်စနစ်နဲ့ဦးစားပေးပြီးတော့ပို့ဆောင်ပေးပါတယ်။တကယ်လို့မိဘပြည်သူများ KP ရနေလွှဲကျင်နေဆိုလဲကျမရဲ့ဖုန်းနံပါတ်ကျမရဲ့ KP နံပါတ်လေးကခန့်နေစုဆိုရနံပါတ်လေးနဲ့ပဲ KP လေးဖွင့်ထားပါတယ်ပြီးတော့အကောက်မှာလည်းကျမရဲ့ဓာတ်ပုံလေးတင်ထားပါရရှင်ဒါကြောင့်မိဘပြည်သူများအားပေးမယ်ဆိုရင်သတိပြုပြီးတော့အားပေးကြစေချင်ပါတယ် ။ဘာကြောင့်လဲဆိုတော့ကျမတို့နာမည်အသုံးပြုပြီးတော့လှူစားရလူပေါ်လာမှာစိုးလို့ကျမကကြိုတင်ပြီးတော့သတိပေးတာပါရှင်။ဒီကြောင့်လေကျမသတင်းမနေဆက်ခင်လေးမှာမိဘပြည်သူများပေါ့နော်မသိသေးရလူတွေသိအောင်လို့ကျမအနေနဲ့တင်ပြတာပါရှင်။ဒီနေ့ပထမအောင်ဆုံးကျမပြောရမယ့်သတင်းလေးကတော့မနေ့ညသွားခဲ့တဲ့အကြောင်းအရာလေးနဲ့သတင်းလေးပေါ့နော်ဒါလေးကျမပြောပြပါမယ်ရှင့်။မနေ့ကဆိုရင်2025ခုနှစ်မာရန်ဝီဇီယဗုဒ္ဓရှုပ်ပါတော်မြတ်ကြီးတစောင်းနိုင်ပွဲတော်မိဘုံပြန်လှွတ်တင်ပူဇော်ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်ရှင့် ဒီဖွင့်ပွဲခန်းနာလေးကိုယာယီသမ္မတနဲ့ဇနီးတက်ရောက်ပြီးတော့ဖွင့်လှစ်ပေးခဲ့ပါတယ်။မနေ့ကလည်းကျမတို့မာရဝိဇ္ဇဘုရားယုံရိုက်ခွေးသွားခဲ့ပါတယ်။ရိုက်ခွေးသွားတဲ့မှတ်တမ်းလေးလည်းကျမရဲ့အကောင့်လေးမှာတင်ထားပါတယ်ရှင့်။ကျမတို့ Prime Media ဆိုရင်မနေ့ကမာရဝိဇ္ဇဘုရားကိုပေါ့နော်ရိုက်ခွေးသွားတဲ့အခါမှာဆစချင်းဒီအိမ်ကနေစထွက်တဲ့အချိန်တုန်းကလေ။ကောင်းကင်မှာအဲ့မိုးတိမ်တောင်တွေတက်ပြီးတော့လက်စည်းရလက်နေရရှင့်အဲ့တော့ကျမစိတ်ပူတာပေါ့နော်ဟဲ့မိုးမိတော့မှာပဲမိုးရတော့မှာပဲဆိုပြီးတော့စိတ်ပူတာပေါ့ရှင့် အဲ့ခါမှာကျမတို့အဖွဲ့ထဲမှာပါတဲ့တယောက်ကပြောတယ်ရှင်ဘာပြောလဲဆိုတော့သူပြောတဲ့အတိုင်းလေးကျမပြောပြမယ်ပေါ့နော်အားတဲ့တက်ချုပ်ကတဲ့ဒီနေ့လာမှာဆိုတော့တဲ့မင်းမိတ်နဲ့မိုးတားထားမယ်ထင်တယ်တဲ့အဲ့လိုပြောတယ်ရှင်ပြောတဲ့ခါကျတော့ကျမလည်းဒီအကြောင်းအရာလေးချို့ချောင်တိတ်ပြီးတော့ကြားဘူးနားဝမရှိဘူးပေါ့နော်အားနဲ့သူ့မေးကြည့်ရခါကျတော့အဲ့လိုမျိုးမိုးတားတဲ့အရာလေးကျမောက်နိုင်ငံမှာအဲ့လိုမျိုးညီမရှိခက်နီလန်တစ်ခုပေါ့ရှင်အဲ့လိုမျိုးမင်းမိတ်နဲ့မိုးတားလို့ရတယ်အလှကြီးအလှကြီးအတန်းကြီးရေလောက်မှာဆိုပွဲပြက်မှာဆိုလို့ ဲ့လိုမျိုးပေါ့နော်မင်းမိတ်နဲ့တားရှိရဲချို့ကြတော့ဒီမိုးတားရဲဆိုတော့နီးပညာကိုတကယ်တက်တဲ့ရှေးလူကြီးရှိရဲပေါ့နော်အဲ့လိုမျိုးပြောပြရှင်းပြတာပေါ့ရှင်ဒါကျမလည်းဘူးတွတ်တာလေးတခုချလိုက်တာပေါ့အဲ့ဒါကျမစိတ်ပူပြီးတော့ပဲသွားလိုက်တယ်ပေါ့ရှင်တကယ်ပဲ तू ပြောတာမှန်တယ်သိလားကျမတို့ရိုက်ကွေးလုပ်ပြီးတော့ပြန်လာတဲ့ဒီမိုးကလုံးဝမရွာအောင်ရှင်မိုးကရွာချင်ချင်ဖြစ်နေလုံးဝမရွာအောင်ပေါ့နော်ဒါလေးကလည်းကျမဘဝမှာကြုံတဲ့အဖြစ်ပြက်လေးတွေကထူးဆန်းတာလေးပေါ့ရှင်ကျမပြောပြတာပါရှင် မနေ့ကဆိုရင်ကျမဒီမာနဝိဇ္ဇာဖေးရမှာတွေ့ခဲ့တာလေးကိုကျမအမိဘပြည်သူမျိုးပြန်လည်းမျှဝေရမယ်ဆိုရင်အရန်ကိုစီကားပါရရှင်မာနဝိဇ္ဇာဖေးရတဲ့ဝင်နဲ့ဝင်ကြီးကိုလည်းအခမဲ့ပြုလုပ်ပေးထားပါတယ်။ဤသူ၏အေဂျင့်စွာဖေးရလာရောက်ပြီးတော့ကုမြော်ကြတယ်။ကြပြင်ဆိုင်ကယ်ရက်ခက3000ပေးရပါတယ်ကားရက်ခကတော့မပေးရပါဘူးရှင်ဒါပေမဲ့ဆိုင်ကယ်လေးကားရက်တဲ့နေရာနည်းနည်းလေးလှမ်းတဲ့အတွက်အဲ့ဒီမှာပွဲစည်းတန်းလည်းရှိရဆိုတော့လေနည်းနည်းလှမ်းတဲ့အတွက်လမ်းလေးတော့နည်းလျှောက်ပါရဲ့ရှင်ဒါပြင်ပွဲစည်းမှာဆိုလဲ MSME ဆိုင်ငန်းလေးအများကြီးဖွင့်လှစ်ထားတာလည်းမြင်တွေ့ရပါတယ်ဒီဆိုင်ငန်းလေးတွေမှာလည်းကုန်ပစ္စည်းလေးတွေဝယ်ယူအားပေးနိုင်ပါရဲ့ရှင်တကယ်ပြောဖို့ကောင်းပါရဲ့ရှင်သွားရောက်ကြည့်ရှုပါလို့ကျမကပဲဖိတ်ခေါ်ပေးရစီရှင်ဒါလေးကပထမဆုံးသတင်းလေးပါနောက်ထပ်သတင်းလေးကကြတော့ကျမောင်းနိုင်ငံရဲ့ကျင်းပနေကြဘာသာရေးပွဲတွေရိုးရာဒလိပွဲတွေဟာဆိုရင်ခေကာလာပေါ့နော်ဒီလိုမျိုး PDF ဆိုတဲ့အဖွဲ့ကြီးပေါ်လာပြီးရင်တောင်မှဘလောက်ထိတောင်မှခက်ခက်ခဲနဲ့ကျင်းပလေးရှိလဲဆိုတော့တမိုင်းမှတ်တမ်းလေးပေါ့ရှင်ကျွန်မ ဒီသမိုင်းမှတ်တမ်းလေးကိုတင်သိမ့်နေထင်လို့ဒီသတင်းလေးကိုပြောပြတာပါအဲ့ဒါပါလဲဆိုရင်ခစ်တက်မှာလည်းတင်ထားပါရဲ့ရှင်ခစ်တက်ကတင်ထားပါလဲဆိုတော့စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ဘုံကထိန်နေလှည့်လည်တဲ့ခါမှာဆိုရင်ね drone နဲ့ဘုံကျဲမအောင်စိုးရိမ်နေတဲ့အတွက်ဂျမ်ပါတွေကားပေါ်တင်ပြီးတော့လှည့်လည်နေရတယ်ဆိုတော့သူကသတင်းရေးသားထားပါတယ်ဒီသတင်းရေးတဲ့သူကျွန်မအပြင်မှာမြင်ဘူးချင်နေရှင်သူတို့တဲ့ရဲ့လားရကိုသူကပြောကြင်တာကတော့စစ်တပ်ကကြောက်နေရဲဆိုတော့ရွေချက်ကိုသူကပုံလွင်ထင်ရှားအောင်ပြကြင်တာပေါ့နော်ဒါပေမဲ့မိဘပြည်သူတို့အဲ့တဲ့ရင်ဖတ်ကြည့်လိုက်တဲ့အခါမှာသိနာလဲသွားတာက ကျမတို့နိုင်ငံမှာဘာသာရေးပွဲတွေကိုဘယ်ဖွဲ့စည်းရပဲလို့လို့အနှောက်အယှက်မပြုအောင်ရှန့်ဒီလိုမျိုးဘာသာရေးပွဲတွေယဉ်ကျေးမှုဒလိထုံနံပွဲတွေကိုအနေရပေးလိပေးထားရှိတာက PDF တွေပဲဆိုတာကိုအဲ့ဒီသတင်းမှာပေါ်လင်းထင်ရှားသွားတာရှန့်ဘုံကတိန်လှဲ့တယ်ဆိုတာကျမတို့နိုင်ငံရဲ့ဘာသာရေးပွဲတစ်ခုပါဘုံကတိန်လှဲ့တဲ့အခါမှာဆိုရင်ကျမတို့ဟိုးရင်ကမြင်နေကြမြင်ကွင်းလေးပေါ့နော်ကားနဲ့လှဲ့တာရှိရဲဒီတိုင်းတိတ်ပြီးလှဲ့တာရှိရဲအချင်းချင်းပတ်စံလေးတွေကိုပုံစံမျိုးစုံလေးတွေနဲ့စမ်းပြအောင်တီထွင်ပြီးတော့ လှူဒန်းကြတယ်လှဲ့လေပြသကြတယ်ပွဲလေးပေါ့နော်အရင်ချစ်ဖို့ကောင်းတယ်မြမရိုးရရင်ကျေးမှုပွဲလေးပါဒါမဲ့ခစ်ကာလကြာညောင်းလာတဲ့အမျှရင်ကျေးမှုတချို့တော့နည်းနည်းပြောင်းလဲသွားတော့ရှိရပါတော့ဘုံကနေထည့်တဲ့အခါမှာတချင်းတွေဖွင့်ပြီးတော့အဲ့လိုမျိုးဓာတ်ဆက်တွေနဲ့ပေါ့ရှင်နည်းနည်းတော့နာဒုက္ခတော့ရောက်တယ်ပေါ့နော်ဒါပေမဲ့လည်းပြောင်းလဲသွားတဲ့ရင်ကျေးမှုတွေပေါ့ရှင်ကျွန်မအဲ့ဒါလေးပြောချင်တာပါဆိုတဲ့အခါကျတော့ကျမောက်နိုင်ငံမှာဒီလိုမျိုးဘုနိုင်ငံရဲ့ရိုးရရင်ကျေးမှုတွေလောက်တဲ့အခါမှာတော့မှဘာသာရေးပွဲတွေကျင်းပတဲ့အခါမှာတော့မှ အခုလိုမျိုးလုံခြုံရေးအသိသိနဲ့သွားနေရတယ်ဆိုတာက PDF တွေဘလောက်ထိတောင်မှမြန်မာနိုင်ငံပေါ်မှာစိုးကြိုးပေးနေလဲဆိုတာအဲ့လိုသတင်းတွေကတတ်သိပဲရှင့်ကျွန်တော်နိုင်ငံမှာဖျားသွားကြောင်းတက်လဲလွတ်လပ်မလုပ်အောင်ဘုံကတိလှည့်ရတော့မှအနေရအသွဲသွဲကြားတွေကလှည့်ရတယ်ဆိုတဲ့အခြေအနေတခုကိုပေါ်လွင်ထင်ရှားသွားတာပေါ့ရှင့်ဒီလိုခက်သမိုင်းတွေကိုကျွန်တော်တို့မေးလို့မဖြစ်ပါဘူး PDF တွေစံပတ်အဖွဲ့အဖြစ်နဲ့မြန်မာနိုင်ငံမှာပေါ်လာပြီးရဲ့နောက်မှာမှကျမတို့ရိုးရရင်ချင်းမှုတွေဘာသာရေးပွဲတွေ ကလေးတွေဆိုကြောင်းတက်တဲ့ကိစ္စတွေကအစအစစရနှောက်ယှက်ခံနေရတာစမ်းပတ်ခံနေရတယ်ဆိုတာကျမတို့မေ့လို့မဖြစ်တဲ့သမိုင်းမှတ်တမ်းတွေပါပဲဒီလိုရတွေကို PDF အပေးရသူတွေကမသိကြအောင်ဆောင်နေတာတော့အိတ်ချင်အောင်ဆောင်တဲ့သူကိုနှိုးဝခတ်တယ်ဆိုတော့သဘောတရားလိုပဲပေါ့နော်သူတို့တော့ဘာမှသွားလို့မပြောချင်တော့ပါဘူးရှင်သူတို့ကစစ်တပ်ကပဲပြည်သူကိုနိုင်ကျင့်နေစစ်တပ်ကလုတ်တယ်ဘာညာ PDF လုတ်တာကြောင့်သူတို့ကမတွေ့ဘူးပေါ့နော် PDF လုတ်တာကြောင့်သူတို့ကမမြင်အိတ်ချင်အောင်ဆောင်နေရဲဆိုတဲ့ခါကျတော့အဲ့လိုအခြေအနေတွေပေါ့ရှင်ကျမတို့နိုင်ငံရဲ့ပုံစံကဒါပေမဲ့လည်း ်တမိုင်းမှတ်တမ်းဆိုတာဖျောက်လို့မရပါဘူးမြန်မာနိုင်ငံမှာဘဲဖွဲ့စည်းရာကြမ်းဖက်တယ်ဘဲဖွဲ့စည်းရာမြို့မော်ရွေးရရင်ကျေးမှုတွေမြန်မာနိုင်ငံပွဲတော်တွေကိုဖျက်ဆီးရဲဆိုတာကတမိုင်းမှတ်တမ်းတွေကနေပြီးတော့အော်တိုတင်သွားပေးမှာဖြစ်ပါတယ်ဒါပြင် PDF တွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုမိဘပြည်သူများနှလုံးသားထဲမှာလည်းဆွေးမြေ့နေပါပြီနော် PDF အားပေးတဲ့သူတွေရတာအခုချိန်ထိအတိခောက်ခတ်အဝင်နဲ့နေကြတာပါရှင်မိဘပြည်သူများရှင်ဒီနေ့သတင်းလေးက ဘာလဲဆိုတော့သူတို့ဘက်ကဖြစ်နေရဲ့ wine court ဆိုတဲ့လုပ်ငန်းစဉ်ပေါ့နော်အဲ့ဒါကြီးကကြာရှုံးသွားပြီရှင်အဲ့ဒီကြာရှုံးသွားပြီဆိုတာတေချာသွားပြီတည်လားတေချာသွားပြီဘာကြောင့်ကျွန်မပြောနိုင်တာလဲဆိုတော့အခုနောက်ဆုံးဝုံမုံရွှေကြီးရိုက်ကူးတဲ့ net ဝင်တယ်ဆိုရဲ့ရုပ်ရှင်လေအဲ့ရုပ်ရှင်စစချင်းထွက်တဲ့အချိန်မှာသူတို့တွေ wine court wine လောက်ကြတယ်အဲ့တော့ကျွန်မလည်းစဉ်းစားတာပေါ့နော်ကျွန်မကတော့စောင့်ကြည့်တာပေါ့ရှင်အော်ဒီ wine court ဆိုတဲ့အရာကအင်အားတစ်ခုရှိနေသေးလားဒါမှမဟုတ်အင်အားချိနေသွားပြီလားဆိုတော့ဒီဖြစ်စဉ်ကတက်တေပြနိုင်မှာပဲဆိုပြီးကျမနေ့စဉ်နေတိုင်းစောင့်ကြည့်ရ ။စောင့်ကြည့်ရခါကြတော့ online မှာဦးမုတ်ရွှေရဲ့ Facebook အကောင့်ပေါ့နော်။ဟို8.6 million တောင်ရှိရဲ့ရှင့်။ follower လည်းကြာမသွားဘူး။သူတို့ပြောရလေဟိုမင်းသမီးဦးမုတ်ရွှေကြီးကို unfollow လုပ်ကြပါ냐ဆိုဘယ်သူမှမလုပ်ကြဘူး။ follower လည်းကြာမသွားဘူး။အဲ့ဒီရုပ်ရှင်ကလည်းအောင်မြင်လိုက်တာမှတတ်တော့လဲ။ online မှာ net ဝင်တယ်ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်။သွားကြည့်ရလူတွေဆိုရင်အဲ့ဒီရုပ်ရှင်လက်မှတ်လေးတင်ပြီးတော့အာရုပ်ရှင်ဘယ်လိုကောင်းလဲဆိုတော့အကြောင်းဘယ်လိုမျိုးကြည့်လို့ကောင်းလဲဆိုတော့အကြောင်းပေါ့နော်အဲ့ဒါကြီးပြောထားတယ် ်အခုနောက်ဆုံးကြားသိရတဲ့သတင်းအကြတော့နတ်ဝင်တဲ့ရုပ်ရှင်ရရုပ်ရှင်ရပေါ့နော်တကယ်အောင်မြင်လုံးလို့နောက်ထပ်တပတ်တောင်မှရုံတင်ဖို့အတွက်ကိုဆောင်ရွက်ပြီးပြီရှင်ဒီချက်ကို ကြည့်ခြင်းအဖြစ်သူတို့လှုပ်ဆောင်နေရဲ့စိတ်ပုတ်စိတ်ယုတ်နဲ့လှုပ်ဆောင်တဲ့ဘွိုင်းကော့ဆိုတဲ့အရာကလုံးဝအင်အားမရှိတော့တဲ့မွေသေးတကောင် ဖြစ်သွားပြီဆိုတာကိုကျမတို့ကတတ်သိနေတကွာချပြနိုင်လိုက်ပြီးပြည်သူရေးစီကိုမိဘပြည်လို့စဉ်းစားကြည့်လေသူတို့အသေးအသားဘွိုင်းကော့လှုပ်ကြတာသူတို့ဘွိုင်းကော့သာစွမ်းအားရှိရဲ့အောင်မြင်တယ်ဆိုရင်ဒီရုပ်ရှင်ကကြည့်ရလို့ရှိမှာမဟုတ်ဘူးလေဟုတ်တယ်မလား ဒါကြောင့်နုပညာရှင်တွေအနေနဲ့ကလည်း wine core ဆိုတော့တိတ်ကြောက်စရာမလိုတော့ဘူးရှင့် wine core ဆိုတာကျမတ်သမားတွေထွင်ပြီးတော့သူတို့ဘက်မလိုက်တဲ့လူတွေဒုက္ခပေးဖို့အတွက်ထွင်ထားတဲ့အရာအဲ့ဒီအရာကိုစစရင်2021တောင်းကတော့အင်အားရှိသေးရဲ့။ဘာကြောင့်လဲဆိုတော့လူငယ်တွေတော်များများဒီတော်လှန်ရေးဆိုတာယုံကြည်နေကြတာလေ။ပြည်သူတွေကလည်းယုံကြည်နေကြတဲ့ခါကျတော့သူတို့ wine core လုပ်လို့ရှင်အင်ပြည့်အားပြည့်နဲ့ဒီ wine core ကြီးကပေါ့နော်ထိရောက်တဲ့အခု2025မှာကျတော့အဲ့လိုမဟုတ်တော့ဘူးရှင့်။ wine core ဆိုတာမွေသေးဖြစ်သွားပြီ။ဘာလို့ဘာမှလုပ်လို့မရတော့ဘူး။ သူတို့ online တွေစိတ်ကြိုက်အားချောင်းမြေပြင်ကပြည်သူတွေကအမှုပညာရှင်တွေရဲ့ရုပ်ရှင်တွေကိုကြိုက်လို့ရှင်အားပေးတာပဲနောက်ပြန်ကျမတို့တွေးမိတာတစ်ခုကဘာလဲသိလားဒီရုပ်ရှင်ကလည်းတကယ်ကောင်းပါလေကောင်းလို့လည်းကြည်ကြတာပေါ့နော်နောက်ထပ်တစ်ခုကကြတော့ညီပိတ်တွေကအကြမ်းမဲ့သမားတွေကဘိုင်းကော့လှုပ်ဟိတ်ဆိုပြီးလှုပ်တဲ့အတွက်ညီပိတ်တွေအကြမ်းမဲ့သမားတွေကိုမကြိုက်တဲ့မိဘပြည်သူတွေကဒီရုပ်ရှင်ကိုဝန်းရံတာလည်းဖြစ်နိုင်တယ်နော်အဲ့ဒါလေးကလည်းထဲသွင်းစဉ်းစားတဲ့အချက်လေးတစ်ခုပါပဲမိဘပြည်သူတွေကခုနောက်ပိုင်းမှာ အကြံပတ်အားပေးတာမလုပ်တဲ့အမှုပြရရှင်တွေကိုပြန်ပြီးတော့ဝင်းရံလာကြပြီရှင့်ဒါပေမဲ့ပေါ့နော်ကျမတို့ဤသူဘက်ကနေမမမက်ရက်တဲ့သူတွေကြတော့ဒီပိတ်တွေလို့ online မှာတိတ်ပြီးအာမချောင်းလေအာမချောင်းမဲနဲ့တူတူတိတ်တိတ်အင်အားစုစည်းပြီးတော့ပြင်မာရုပ်ရှင်ကိုတကယ်အားပေးကြလို့အခုလိုမျိုးယုံပြည့်ယုံရှင်အားပေးကြပြီတဲ့အခြေအနေရောက်ပြီးတော့နောက်ထပ်တပတ်တောင်မှယုံတင်ဖို့အတွက်ကိုစီစဉ်ကြရတာပေါ့ရှင်ဟုတ်တယ်မလားကျမတို့ကဒီဖြစ်စဉ်လေးကနေအများကြီးဆွဲထုတ်စရာ data တွေကတော့အများကြီးပဲရှင့် white call တွေလောက်တဲ့လောက်ကြရဲဆိုတာက အင်အားမရှိတော့ဘူးအကြံပတ်အားပေးတဲ့သူတွေဟာအင်အားမရှိတော့ဘူးဒါကြောင့်လူပညာရှင်တွေပြည်သူတွေဘိုင်းကော်တွေပိုင်းကြောက်နေကြမလို့တော့ရှင့်ကျမတို့နေစဉ်နေတိုင်းပုံမှန်လှုပ်ဆောင်တာရှိကြတယ်အေးစစ်စစ်သာလှုပ်ဆောင်လူပညာရှင်လည်းလူပညာပုံမှန်လှုပ်ဆောင်ဘာမှမဖြစ်ဘူးတခြင်းဆိုရဲလူလဲဆိုရုပ်ရှင်တဲ့လူလဲရိုက်ပြည်သူတွေလည်းရုပ်ရှင်ကြည့်ကျင်တဲ့လူလဲကြည့်ဘာမှမဖြစ်တော့ဘူးဒါလည်းကတော့ဝမ်းသာစရာလေးပေါ့နော်ဒါပြင်အခုချိန်ဒီအကျံပတ်အားပေးနေကြတဲ့ဥပညာရှင်တွေအနေနဲ့ကလည်းနည်းနည်းစဉ်းစားဆင်ခြင်သုံးသပ်ကြတော့ရှင့်အကျံပတ်အားပေးတဲ့သူအင်အားမရှိတော့ဘူးနော် လူတွေကမယုံကြည်ကြတော့ရှင်ပြည်သူတွေက PDF တွေတော်လှန်ရေးတွေဘက်ကမပါကြတော့နေ့တွေလည်းကြာခဲ့ပြီလူပညာရှင်တွေကိုယ်တိုင်ကနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့ပြည်သူတွေဘက်ကပဲမမမမရက်ကုန်ကြပြီဆိုတဲ့အချိန်တွေတခုမှာအချို့သောဆုံးပြူလူပညာရှင်တွေကနည်းနည်းလေးကိုယ့်ကိုစဉ်းစားဆင်ခြင်ကြပါတော့။ခုချိန်နေ online မှာနေပြီးတော့မြန်မာနိုင်ငံအကြောင်းအရာတွေကိုလှမ်းအားချောင်းတဲ့သူတွေစကားယုံပြီးတော့ဒီပိတ်တွေနဲ့တဒန်းနဲ့နေမယ်။ဒီပိတ်တွေပြောဆိုလို့အားချောင်းပြီးငါတို့ကဘိုင်းကော့ပါညာလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့အမှုပညာလောကထဲမှာကြာရှုံးသွားမှာကပြည်သူဘက်ကရက်တဲ့အမှုပညာရှင်မဟုတ်ပဲနဲ့ကျမသမားတွေဘက်ကရက်တည်ရဲ့အမှုပညာရှင်တွေဖြစ်သွားလိမ့်မယ်နော်အဲ့ဒါလေးကိုမမေ့ပါနဲ့ပြည်သူရဲ့အင်အားကအခုဒီနတ်ဝင်တဲ့ရုပ်ရှင်ဝိုင်းကော့လုပ်ခြင်းဖြစ်စဉ်မှာအရင်ကပေါ်လွင်သွားခဲ့ပြီဘယ်ဘက်ကအားသာတယ်ဆိုတာပေါ်လွင်သွားခဲ့ပြီနော်အုံနောက်ရှိရှိစဉ်းစားကြပါတော့ရှင့်ကျမတို့ကတော့အခုလိုဖြစ်စဉ်တွေဖြစ်တာဝမ်းသာပါတယ် ပြည်သူတွေကကိုယ့်ရဲ့အင်အားကိုတိတ်တိတ်ဆိတ်ဆိတ်ပြသွားတာဉာဏ်ပညာရှိရှိပြသသွားတာလို့မြင်ပါတယ်။နောက်ဆိုလဲနိုင်ငံတော်ဘက်ကရက်တူရန်လူပြန်ရှင်တွေကိုအခုလိုပဲဝန်းရံကြပါအားပေးကြပါ။နိပိတ်တွေဘွိုင်းကော့လုပ်တယ်ဆိုတာနဲ့ကျမတို့နှစ်ဆအားပေးကြမယ်ရှင်။ဒီလိုတန်တိတ်တန်လေးနဲ့ကျမတို့အချင်းချင်းဆောက်ရှောက်ကြမယ်ဆိုရင်ကျမတို့ဟိုးရှင်ပေါ့နော်အေဂျင့်နဲ့အချင်းလေးလိုမျိုးပြန်လည်နေထိုင်ရမှာပါ။ကျမတို့သမားတွေအွန်လိုင်းမှာအားချောင်းတာလို့ရင်ဘာမှလုပ်နိုင်တော့မှာမဟုတ်ပါဘူးရှင်။ဒီချက်လေးကသာကျမတို့အရေးကြီးဆုံးအချက်ပါပဲ။ကျမတို့စီးလုံးညှို့ဆော်နဲ့ဘွိုင်းကော့ဆိုတာကိုလည်းဂီယူမဆိုင်တော့ပဲနဲ့ ပုံမှန်ဘဝတွေမှာပျော်ရွှင်စွာနဲ့နေထိုင်ကြပါတော့ရှင်မိဘပြည်သူများရှင်ပည့်ရလေးမှာကျမတို့ပျော်စရာပွဲလေးပေါ့နော်များလဲများပါတယ်မိဘပြည်သူများပျော်ရင်နဲ့နိုင်ငံရေးသတင်းလေးနဲ့အဆက်ပြတ်သွားမှာဆိုလို့ကျမနည်းနည်းလေးပြောချင်ပါတယ်ဒီရက်ပိုင်းမှာရွေးကောက်ပုံပေါ်မဲ့ကိုယ်စားလှယ်ကြားထဲမှာကြရက်ထထွားတဲ့ဖြစ်စဉ်လေးတစ်ခုရှိပါတယ်အဲ့ဖြစ်စဉ်ကဘာလဲဆိုတော့အကျန်းဘတ်လက်သုံးချောင်းထောင်ပြီးတော့အကျန်းဘတ်အားပေးလုပ်ခဲ့တဲ့သူတချို့ရွေးကောက်ပွဲဝင်လာကြရဲ့ရှင့်ရွေးစီရစစ်စစ်တဲ့အခါမှာလည်း မျက်စိရှမ်းသွားတာလားတော့မပြောတော့ဘူးပေါ့နော်အဲ့ဒီအမတ်တွေဟာအမတ်လောင်းတွေဟာဆိုရင်အခုချိန်ဒီလူမှုကွန်ရက်မှာအကြမ်းဖက်အားပေးတဲ့ post တွေကိုတင်ထားတော့မယ်ရှင်အသုံးယောက်ထောင်တဲ့စီရန်လှုံ့ဆော်ခဲ့တဲ့ဟာတွေအခုချိန်ကြီးအမတ်တရအနေနဲ့တင်ထားကြတော့မယ်အဲ့လောက်ထိတော့မှအသိဉာဏ်တွေနှဲကြတာလားဒါမှမဟုတ်ကျွန်မတို့နိုင်ငံတော်ရဲ့ဥပဒေတွေကိုဂရုစိုက်စရာမလိုပါဘူးကွာဆိုတဲ့အချုပ်မျိုးချိုးတာလားဆိုတော့သူတို့ကိုယ်တိုင်မသိမဲ့ကိစ္စပါပဲရှင်ကျမတို့မျက်စိထဲမှာတော့ကိုယ်စလဲလောင်းနေအနေနဲ့မြန်မာနိုင်ငံမှာရှိရဲ့ဥပဒေကိုအခုလိုမျိုးမထီမဲ့ပြင်ပြုတ်နေတာက အမြင့်မတော်စင်တော်နဲ့ခက်လောက်ပါပဲဒီလိုကိုယ်စလဲတွေကိုမိဘပြည်သူများမှားပြီးတော့ရွေးမိမှလည်းကျွန်မစိုးရိမ်ပါရဲ့ရှင်ဒါပြင်ဒီလိုမျိုးပေါ့နော်တိုင်းပြည်ရဲ့ဥပဒေတွေကိုလေးစားလိုက်နာခြင်းမရှိတဲ့ကိုယ်စလဲတွေကိုလက်ခံထားတဲ့ပါတီတွေရောသူတို့နဲ့သူတော်ချင်းသတင်းလွတ်လွတ်ပေါက်ဖက်တွေးကြတာလားအသူင်တူလို့အိမ်သူဖြစ်ကြတာလားဆိုတော့လည်းကျွန်မရှင်ထဲမှာတော်တော်တန်တဲ့ရဝင်ပါတယ်ကိုယ်စီကိုကိုယ်စလဲလောင်းနေနဲ့လာတဲ့သူရဲ့ Facebook လူမှုကွန်ရဲ့အကောင့်မှာ အကြမ်းဖက်အားပေးတဲ့ကိစ္စကြီးကိုပွတ်တင်တင်လာတာကိုအဲ့ဒီပါတီရဲ့ဥက္ကဋ္ဌတွေကမသိကြအောင်လားမသိဘူးရှင်ဒါမှမဟုတ်ရပါတယ်ကွာအဆင်ပြေပါတယ်ဆိုပြီးတော့ပဲအကျင့်တူလို့ရည်ရွယ်ချက်တွေတူလို့လက်ခံလာကြတာလားဆိုတော့လေကျမတို့ပြည်သူတွေအနေနဲ့တန်တရားဝင်မယ်ဆိုမှားမယ်လို့မထင်ပါအောင်နော်ဒါပြင်အကြမ်းဖက်အားပေးပြီးတော့မြန်မာနိုင်ငံမှာလူမျိုးလိမ်ဖြစ်တဲ့ဘင်္ဂလီတွေပေါ့နော်သူတို့ကသူတို့ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့ဘင်္ဂလီတွေကိုအပိအမြောက်ပြုတ်ပြီးတော့ဘင်္ဂလီအကျိုးတည်ဖို့မဲ့သူတွေ နိုင်ငံရေးလောကလည်းဝင်လာတာမကောင်းပါအောင်ရှင်ဒါဟာတိုင်းပြည်ရဲ့အနာဂတ်လုံခြုံရေးအတွက်ကိုပထမဆုံးအဖြတ်ခံရတဲ့တော့တချောင်းဖြစ်နိုင်ပါတယ်ကျမောင်းနိုင်ငံမှာအခုရွေးကောက်ပွဲဝင်တဲ့ကိုယ်စလဲလောင်းတွေပေါ့နော်အချို့ဆိုရင်စီမီစီကန်နဲ့မညီလို့ဆိုပြီးတော့ပယ်ဖြတ်ခံရတာရွေးကောက်ဝင်ဝင်မရတာရှိရဲ့အဲ့ကျမတို့ကစဉ်းစားမိရပါဘောနော်ဒီလိုအကြမ်းဖက်အပယ်လက်သုံးချောင်းထောင်တဲ့သူတွေထပ်စားလို့ရှင်အခြားသောစီမင်းစီကံလေးတွေခွင့်လွှတ်လို့ရတဲ့စီမင်းစီကံလေးတွေပေါ့ရှင် အဲ့လိုညှိတဲ့သူတွေကိုဒါရွေးချယ်ပြီးရွက်ကပေါ်ဝင်လိုက်မယ်ဆိုမကောင်းလားပေါ့လဲလို့ရရင်ကျွန်မလဲလိုက်ချင်တယ်ပေါ့ရှင်ပြောချင်တာကျွန်မမြန်မာနိုင်ငံသားချင်းချင်းခွင့်လွတ်ရတဲ့ကိစ္စဆိုတာရှိရယ်လေခွင့်လွတ်လို့မရတဲ့ကိစ္စဆိုတာရှိရယ်ရှင်အကြမ်းဖက်အားပေးနေတာစီဒီယံလှုံ့ဆော်ခဲ့တာနိုင်ငံဥပဒေကိုအခုချိန်ထိမထီမဲ့ပြင်ပြူတာကခွင့်လွတ်ရတဲ့ကိစ္စမဟုတ်ပါဘူးဒီချက်လေးကတာဝန်ရှိတဲ့သူတွေပေါ့နော်ပညာရှိသတိဖြစ်ခဲဖြစ်မှာဆိုလို့ကျွန်မအနေနဲ့သတင်းလေးကနေတင်ဆက်တာပါမြို့ရပြည်သူများအောင်လဲရွေးချယ်မှုမှားမအောင်ကျွန်မရန်စိုးရိမ်ပါတယ်ရှင် ျမတို့သတင်းသမားတွေတော့မှအခုရွေးကောက်ပွဲနေ့ရက်ခါမှာအင်တာဗျူးလေးလုပ်ရတော့ပါတီရေးကိုယ်စားလှယ်တွေနဲ့ပတ်သက်ဆက်ဆံရတဲ့အခြေအနေတခုမှာသတင်းသမားဆိုတော့ data စုံနေရှင်ဘသူပါဆိုတော့ကျမတို့ကသိတယ်ဒါပေမဲ့သတင်းသမားကျင့်ဝတ်အရာချို့ရတယ်မှာကျမတို့ကထောက်ဖော်ပြီးတော့ပြောပိုင်ခွင့်မရှိဘူးပြောလည်းမပြောသင့်ဘူးပေါ့နော်ဒါကျမတို့မှာစိုးရိမ်စိတ်တွေကရှိနေတာပေါ့ရှင်ဒီလူပါလည်းကျမတို့သိနေလေရှင်ထဲမှာကျမတို့ကတော့သတင်းသမားဆိုတော့ကျမတို့မယုံကြည်တဲ့သူနဲ့ကျမတို့အင်တာဗျူးလည်းမလုပ်ဘူးအဲ့ဒီနိုင်ငံရေးပါတီအတွက် ပြည်သူတွေနဲ့မိတ်ဆက်တဲ့ကိစ္စတွေကျွန်မလုံးဝမလုပ်ဘူးအဲ့ဒါတော့သိကြရတယ်ဒါပေမဲ့ပြည်သူတွေမှားပြီးရွေးမိမှာလည်းကျွန်မကြောက်တယ်ရင်ထဲမှာအဲ့လိုမျိုးဖြစ်နေရပါတော့ပြည်သူတွေမှားပြီးရွေးမိရင်အဲ့ဒီလူတွေကလွတ်တော်တဲ့ရောက်လာမှာလွတ်တော်တဲ့ရောက်တော့မှပောက်ကြရလုံလို့ရှင်ထိတ်တိုက်တွေ့မှာကျွန်မအောင်လည်းတွေ့မှာကျွန်မတို့ကသူ့ကိုဝေဖန်ရမှာလေဆိုတဲ့အခြေအနေတစ်ခုပေါ့နော်သူကကျွန်မအောင်ရှင်ထဲမှာလည်းအဲ့ဒီစိုးရင်စိတ်လေးရှိရဲ့ဒါကြောင့်ပြည်သူတွေအရွေးမှန်စေဖို့အတွက်ကျွန်မတို့ကတကယ်ယုံကြည်စိတ်ချရတဲ့ကိုယ်စားလှယ်တွေကိုမိဘပြည်သူများကျွန်မတို့မိတ်ဆက်ပေးတာပြောရမယ်ဆိုတော့သတင်းသမားတယောက်အနေနဲ့ပေါ့နော်ကိုယ်စားလှယ်တွေကို သူတို့ data တွေမိဘပြည်သူများကိုပြောတယ်ဆိုတော့သတင်းသမားတယောက်ကသတင်းချက်လက်ပေးတာဖြစ်တဲ့အတွက်စီမင်းစီကန်းနဲ့တော့ညီတယ်ဒါပေမဲ့ကျမတို့ကမဲပေးစီခြင်းနဲ့စိတ်ဆန္ဒလေးအားလည်းနည်းနည်းလေးပါသွားတဲ့ခါကျတော့သတင်းသမားကျင့်ဝတ်မှာဆိုနည်းနည်းလေးတော့ဒါညင်းပွားစရာကိစ္စလေးရောရှိရဲ့ပေါ့နော်ဒါပေမဲ့ကျမတို့ကအဲ့လိုမျိုးသတင်းသမားကျင့်ဝတ်ကိုညင်းပွားစရာကိစ္စထက်မိဘပြည်သူတွေလူရွေးမှားမှာကိုစိုးတဲ့စိတ်ကပိုနေရဲ့ရှင့်နောက်ထပ်အစိုးရတက်ဆက်ကနိုင်ငံကိုတေချာလေးတည်ထောင်ရမှာနိုင်ငံဗန္နာတွေကိုနိုင်ငံတော်တည်ဆောက်ရေးမှာအပြည့်အဝသုံးရမှာ အဲ့ဒီအချိန်မှာကျမတို့လူရွေးမှားခဲ့လို့ရှိရင်နိုင်ငံဘန်နာတွေပြုံးတိမယ်နိုင်ငံတော်ရဲ့ဥပဒေပြုတ်ရေးကိစ္စတွေမှာကမောက်ကမဖြစ်မယ်နောက်ဆုံးပြည်သူတွေပဲစိုးကြိုးတွေခံစားရမှာရှင်ကျမတို့လည်းပြည်သူပဲကျမတို့လည်းမဲဆန္ဒရှင်ပဲတရင်သမားဆိုပေမဲ့ကျမတို့လည်းမဲဆန္ဒရှင်ပဲဒီတော့ကျမတို့စိတ်ပူတယ်စိတ်ပူတဲ့အတွက်ချို့ရလေးမှာဘောင်းမကြော်ဘူးဆိုပေမဲ့ပေါ့နော်အဲ့လိုမျိုးမိဘပြည်သူများစိုးဝင်စိန်နဲ့ကျမတို့လှုပ်ဆောင်ရတဲ့အချို့ကိစ္စလေးရောရှိတာပေါ့နော်ဒါလေးတွေကိုလည်းနားလည်ပေးနိုင်ကြဖို့အတွက်လည်းကျမမိဘပြည်သူများကိုပဲမေတ္တာခံပါတယ်ရှင် အခုဆိုရင်ကိုစလဲတွေကအပြောကတော့တခေါလေထွက်အကုန်လုံးကလေအပြောကတော့တခေါလေထွက်ပဲအကုန်လုံးကောင်းအောင်ပြောချတာပဲဒါပေမဲ့ကျမတို့ကချုပ်လူကြီးကြောင့်တိတ်နေရဆိုတော့လေလူရွေးမှမှဆိုတယ်ရှင်မိဘပြည်သူများလူရွေးမှမှဆိုတယ်အဲကြောင့်မှားပြီးတော့မရွေးပါနဲ့မိဘပြည်သူတို့လွယ်လွယ်ကူရွေးချဲ့ခြင်းနဲ့ဆိုရင်မိဘပြည်သူတို့ကြည့်လိုက်ပါကျမဒါရှင်းရှင်းလင်းလင်းရိုးသားသားပြပြတာမိဘပြည်သူတို့အတွက်ကိုဒီ9နှစ်၄9နှစ်အတွင်းမှာပေါ့နော် မြေပြပြည်သူဘက်ကနေရက်တီတဲ့မြေပြပြည်သူခက်ခဲကိုတင်ပြပေးတဲ့မီဒီယာတွေဘယ်နှခုရှိလဲရုံစုံလက်ချိုးကြီးကြီးကြည့်လိုက်အဲ့ဒီမီဒီယာတွေကမိတ်ဆက်ပေးတဲ့ကိုယ်စားလှယ်တွေဆိုရင်မြေပြပြည်သူယုံကြည်စိတ်ချရတယ်ရှင်ကျမဒီလိုလေးပဲဟင့်လေးပေးချင်ပါတယ်ကျမအနေနဲ့မြေပြပြည်သူများအများကြီးတော့ပြောပြချင်ပါတယ်ဒါပေမဲ့မီဒီယာချင်းဝဲချချို့ရလေးမှာပြောလို့မရတော့လေဟင့်လေးပဲပေးလိုက်တော့ပေါ့နော်မြေပြပြည်သူများသိပါတယ်ရှင်မြေပြပြည်သူများ ਨੇ အတူတူ လက်ရည်တပြင်းတည်းမြန်မာနိုင်ငံထဲမှာဒုက္ခပေါင်းစုံခံပြီးတော့နေလာခဲ့တဲ့မီဒီယာတွေကဘယ်သူတွေလဲအဲ့ဒီမီဒီယာသမားတွေဘယ်သူတွေလဲမိဘပြည်သူရှင်ထဲမှာရှိရတဲ့ရွေးချယ်လိုက်အဲ့ဒီလူတွေညှုံးဆို့ပေးတဲ့သူတွေပဲမိဘပြည်သူမဲပေးနိုင်မှုအတွက်ကိုစဉ်းစားပါဒါဆိုတော့ရွေးချယ်မှုကမှားเสียအကြောင်းမရှိဘူးလို့ကျမအနေနဲ့ယုံကြည်ပါတယ်အခုဆိုရေကောက်ဘွဲကတရက်ထက်တရက်နီးလာပြီးကျမတို့ဝရီးရဆိုက်ပြီးတော့စ조사မှဖြစ်မယ်အချို့ရာလေးမှာမိဘပြည်သူများမမြင်တတ်မှာဆိုလို့ကျမကဒါတင်ပြပေးတာဖြစ်ပါတယ်ရှင် ကျမတို့နိုင်ငံကတကယ်ကိုရှုပ်ထွေးလွန်းတဲ့နိုင်ငံကြီးတစ်ခုပိုင်ဆိုင်သားတဲ့နိုင်ငံပေါ့နော်ဟိုနိုင်ငံကြီးရေးပေးมาလဲရှိတယ်ကျမတို့ဒါကြောင့်နိုင်ငံကြီးထဲမှာဆိုရင်လက်မဲကြီးရေးရှိတယ်လက်မဲကြီးရေးလက်ဖြူကြီးရေးစသဖြင့်ပေါ့နော်ကျမတို့မြန်မာနိုင်ငံကြီးကိုထင်သလိုစိုးမိုးပြီးတော့ခြေလဲခြင်းတဲ့သူတွေရှိရဲဒါအပြင်ဘင်္ဂလီကိစ္စတွေစသဖြင့်ပေါ့နော်ကျမတို့နိုင်ငံနေနဲ့ပြဿနာများတယ်ဆိုတဲ့အခါကျတော့မိဘပြည်သူများရွေးချယ်မှုမှားသွားမှာကိုကျမတို့ကစိုးရိမ်တာရွေးချယ်မှုမှန်သွားရင်စိုးရတက်ဆက်မှာအ ਨੇ ဆုံးတော့ လူကောင်းသူကောင်းနေကျမတို့ရမယ်ဟုတ်တယ်နော်လူကောင်းတွေကအစိုးရရန်နေအောင်ကောင်းမွန်စွာလဲပတ်မှကျမတို့နိုင်ငံတိုးတက်မှာရှင့်အဲ့ဒီတိုးတက်မှုအရာတော့မိဘပြည်သူတို့ခံစားရမှာကျမတို့လည်းပါတယ်ရှင့်ဒါကြောင့်ကျမတို့ကမိဘပြည်သူများသိအောင်လို့တင်ဆက်ပေးတာဖြစ်ပါတယ်မိဘပြည်သူများရွေးချယ်မှုမှန်ကန်ကြပါစေအခုလိုမျိုးအကြံပတ်အားပေးလက်သုံးကြောင်းထောင်တဲ့သူတွေလည်းမှားရင်ပြီးတော့ပါလာတဲ့သူတွေပေါ့နော်ဒီလူတွေကိုလည်းရွေးကောက်ဝယ်မတိုင်ခင်မှာ အရေးယူတာမျိုးပေါ့နော်နိုင်ငံရဲ့ဥပဒေကိုအလောက်ထိပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးတော့ဂယူးမဆိုင်တဲ့အထာနဲ့ရေကောက်ဝယ်ဝင်လာတော့မဖြစ်တဲ့အောင်လေဒါကြောင့်ယူစီအနေနဲ့ကလည်းပြန်လဲပြီးတော့စစ်ဆေးနိုင်ပါစေယူကောက်ဝယ်ဝင်ရမယ့်ကိုယ်စလဲရဲ့အရေးချင်းတွေကိုတေချာလေးစစ်ဆေးနိုင်ပါစေလို့ကျွန်မတို့ကဆန္ဒပြုပါတယ်ရှင် ကျမရဲ့သတင်းတင်ဆက်မှုလေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပါရစေရှင်။ကျမရဲ့သတင်းလေးတွေကိုအမြဲတမ်းပဲစိတ်ရှိစွာနဲ့ကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်တန်းမှာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။စိတ်ရလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။